ခုစတင်ပြီးတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ခေါင်းစဉ်၃ခုဖြစ်တယ်။စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကအများစုတွေကပထမဆုံးကျွန်တော်စီးနဲ့ပတ်သက်တဲ့တရင်တစ်ခုကိုတင်ဆက်ပေးကြပါမယ်။အဲ့ဒါကတော့ကျွန်တော်တို့အရကတက်တော်ဤဟာအော်ဝါ၅ရက်နေ့ရဲ့တရင်ထုတ်ပြန်ချက်တစ်ခုကိုကျွန်တော်တွေ့ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင် တစ်ဖက်မှာအကြမ်းဖက်စစ်တပ်မဟာလဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ကတီဗီဖန်သားပြင်တွေမှာဆိုရှယ်ပေါ်ရီမှာသာအနိုင်ပွဲတွေဆက်နေတယ်လို့တစ်ဖက်ကသူ့ရဲ့လော်ဘီအုပ်စုကိုတတိယဖြစ်စစ်ကောင်စီကိုထောက်ခံနေတဲ့အုပ်စုတွေစိတ်ခွန်အားဖြစ်အောင်တစ်ဖက်မှာလော်ဘီလုပ်နေပေမဲ့လို့ပဲကိုတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်အေရော်တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အဆက်ဒီနေရာတွေမှာတကယ်ကိုအထိနာနေတယ်ဆိုတာသိတာပါပဲအဲ့ဒီမှာဆိုရင်2025ခုနှစ်အောက်တိုဘာ15ရက်နေ့ကအာရခတပ်တော်ရဲ့သတင်းထုတ်ပြန်ရေးဖွဲ့ထုတ်ပြန်ထားတဲ့သတင်းမှာဆိုရင်ဂျပန်စစ်တပ်ဟာသူလက်လွတ်ခဲ့ရတဲ့စခန်းတွေတရင်ဌာနချုပ်တွေတမတ်ဌာနချုပ်တွေနောက်သူတို့ထိမ့်ချုပ်ထားတဲ့မြို့တော်တော်များများလေးပြန်ပြီးတော့ဟိုတိမ့်ပိုက်ရယူဖို့ စ조사ပေမဲ့နောက်ထပ်စခန်းတွေထပ်ထပ်ဆုံးရှုံးနေတာကသာတွေ့နေရတယ်လို့ဒီလိုထုတ်ပြန်ထားတာတွေ့ရပါတယ်။အရကတတော်အနေနဲ့ကတော့ဒီအကျန်းဖက်စစ်တပ်နဲ့ရင်ဆိုင်တဲ့အခြေအနေတွေမှာလက်ရှိမှာလည်းတိုက်ပွဲတွေနှိမ့်စင်နှီးပါလို့ဖြစ်နေတယ်ဆိုတာကျွန်တော်တို့သိရပါတယ်။ပဲခူးတိုင်းနဲ့ဒီရခိုင်အဆက်ပေါ့နော်။နောက်ပြီးကျွန်တော်တို့ဒီ AR တိုင်းနဲ့ဒီရခိုင်နဲ့အဆက်အဲ့ဒီနေရာတွေမှာဆိုလို့ရှိရင်လည်း အထူးသဖြင့်ပဲခူးတိုင်းအဆက်မှာဆိုရင်ဒီဘရောင်းမြို့နယ်ပကံကွဲကြီးွာအဲ့ဒီတောင်ဘက်6ကီလိုမီတာမှာအကွာမှာရှိတဲ့အကျန်းဖက်စစ်တပ်ရဲ့ဟို666ပွင့်ကုန်းကိုဆိုရင်အော်တိုဝါ14ရက်နေ့မနေ့9နိုင်5မိနစ်မှာစပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားတာတွေ့ရပါတယ်။အဲ့ဒီပွင့်ကုန်းနဲ့အနီးပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အရကတက်တော်ဟာစီအရှိန်ကိုလည်းတုံးမြင့်ပြီးတော့တိုက်ခိုက်တယ်လို့ဆိုပါတယ်။ကဲဦး 3နာရီခန်းလောက်ဒီ3ဘတ်3နာရီနေပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်အပြီးမှာတော့အရက်ခတ်တက်တော်ဟာဒီစခန်းကို666 point ကိုကိုတင်ပိုက်နိုင်တယ်လို့ကျွန်တော်တို့ဒီလိုထုတ်ပြန်ချက်ပါတွေ့ရပါတယ်အဲ့ဒီမှာတော့ရန်သူအလောင်းတချို့နဲ့ဆစ်လက်နဲ့ခရင်အုံးဆောင်ပြီးဒိစီရမိတယ်လို့ဒီစကမ်းတစ်ခုလုံးကိုလည်းတိတ်ပိုက်ရရှိခဲ့တယ်လို့ကျွန်တော်တို့ဒီလိုသိရပါတယ်။အဲ့ဒီအတွင်းမှာတော့အာရခတက်တော်ရဲ့စစ်တီရဲ့ နော်ဘေးဆက်ဆွလွမှုတွေစွန့်ရည်တွေကိုအရခတ်တက်တော့ကလည်းအတိမတ်ပြုဂုံပြုမှတ်တမ်းတင်ကြောင်းကိုလေးနဲ့စွာဂုံပြုမှတ်တမ်းတင်ပါတယ်လို့လည်းဒီလိုထုတ်ပြန်ချက်မှာရေးသားထားတာလေးတွေ့ရပါတယ်နောက်တစ်ခုဒီခုဒီအများစုသိနေတဲ့ဒီနိုင်ရီကန်ဘူဟာဖုံးပေါ့အဲ့တော့ဒီဟာကိုလည်းအပိသက်ရယူဖို့အတွက်ကိုဒီအရခတ်တက်တော်အနေနဲ့ဆက်လက်ပြီးတော့ထိုးစစ်တွေဆင်နေတယ်လို့သိရတယ်လို့အကြပ်ဖက်စစ်တပ်ဖက်ကတော့ကစင်ကလေးရားနဲ့ ဒီထွက်ပြေးနေတယ်လို့လည်းကျွန်တော်သိရပါတယ်။ဒါကတော့ထုံးစံတိုင်းပါပဲ။အကျန်းဖက်စစ်တပ်ဟာနော်ဘယ်နေရာမှာတိုက်ပွဲတွေနော်ဘလို့ပဲဖြစ်ဖြစ်ဒီစစ်တပ်ရဲ့လက်ရှိခြေတန်းမှာတွားနေတဲ့ရဲဘော်တွေတော်တော်များများအားလုံးဟာပြန်ကြည့်မယ်ဆိုလို့ရှိရင်အခုဒီစစ်မှုထမ်းမတရားဆွဲခေါ်ထားတဲ့လူငယ်တွေကိုအတင်းအာရမစစ်မှုထမ်းပြီးဆွဲခေါ်ပြီးခြေတန်းတွေကိုဒီပို့တဲ့အခြေအနေပေါ့ အဲ့ဒီအခြေအနေတွေကလည်းဒါဒီအပိုင်းမှာဆိုလဲအားလုံးသိပါတယ်เนาะအဲ့ဒါလည်းကျွန်တော်ဒီနောက်ဆုံးအစီအစဉ်မှာเนาะဒီရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးတော့အဲ့ဒီအစီအစဉ်မှာလည်းပြောပါမယ်အဲ့တော့ပြန်ချုံရမယ်ဆိုလို့ရှိရင်ရခိုင်အရကတက်တော်နဲ့တွေ့ပြီဆိုရင်အကြက်ဖက်စစ်တပ်ရဲ့အဲစစ်သားတွေရဲ့စိတ်ပိုင်းဆိုင်ရာက85ရာခိုင်နှုန်းလောက်အထိကမတက်ရတဲ့သူတို့ရှုံးမယ်ဆိုတာကိုသူတို့စိတ်ထဲမှာအဲ့လိုဖြစ် ဘာကြောင့်လဲဆိုအေရဲ့ဒီစစ်တိုက်တဲ့စွမ်းကြီးတွေเนาะအရင်ကျွန်တော်တို့အာဒီဟိုအရင်တိုက်ပွဲတွေမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းเนาะဒီရောက်ကနေပြီးတော့เนาะလုံးဝလှိုင်ကောင်းတဲ့တူးလာပြီးတော့စကန်ကုန်းတစ်ခုကိုတိမ့်သွားတာမျိုးတွေဟာလုံးဝစစ်တပ်တော်တော်ဒါတကယ်အငိုင်းမိပြီးတော့เนาะဒီလိုဟိုစစ်စင်ကြီးမျိုးတွေဟာသူတို့တတော်ဒါတကယ်ကိုခြောက်ခြားစရာအခြေအနေပေါ့နောက်တစ်ခုကဒီအရကတက်တော်နဲ့ဖြစ်တဲ့ပွဲတိုင်းအေနဲ့တိုက်တဲ့တိုက်ပွဲတိုင်းမှာဒီအဂျမ်ဖက်စစ်တပ်ဟာ မရှုမလနဲ့ခံရတာများတယ်အဲ့တော့ပြောရလို့ရှိရင်ပြောချင်တာကဒီမင်းအောင်လှိုင်ကနော်ဟိုဒီလောက်အာနာသူယူနေတယ်ဆိုရင်သူတို့အုပ်စုတွေအကုန်လုံးသူတို့ဆင်းတိုက်ပလားနော်အဲ့တော့အဓိကဒီလူငယ်တွေကိုပဲဟိုရှေ့တန်းတွေကိုလူငယ်တွေရဲ့အသက်တွေနဲ့ရေးပြီးသူတို့အာနာကိုအသက်ဆက်တာအင်မတန်တကယ့်ကိုကျွန်တော်တို့ရင်နာစရာကြီးခွဲစရာအင်မတန်ကောင်းတယ်အခုဆိုရင်ဒီစစ်သားတွေကျွန်တော်တို့တည်တလောက်ဆိုရင် ်နော်စေသားအတိတ်တွေခဏထားပေါ့ဗျာစေသားအတိတ်တွေကတော့ဒါစေသားအတိတ်ဆိုတာကတော့အတင်းအာရမစူဆောင်းခိုင်းလို့ပါလာတဲ့စေသားအတိတ်တွေကခဏထားစေသားတကယ်ရှိရင်ဆိုသူတို့ရဲ့ဒီအတွေ့အကြုံရှိပါတယ်ဆိုတော့စစ်သားတွေကိုယ်တိုင်နော်ရခိုင် A နဲ့လုံးပဲဆိုရင်ရခိုင်ဘက်ကနော်ဟိုအရခတ်တက်တော်နဲ့တိုက်ရမယ်ဆိုလို့ရှိရင်အဲသူတို့ကအကုန်တရဏကုန်တင်ထားပြီးသားလို့သိရတယ်ဟိုပြောချင်တာဟိုဟိုတခါလေရှေ့တန်းမှာသူတို့ဒီလုံးဝဒီမနိုင်ဘူးဆိုတော့အဲ့လို motivation ကအရင်စကြတယ် ဒါကြောင့်ပြန်ချုပ်ပြောရရင်ဒီစစ်တပ်ရဲ့စိတ်ပိုင်းဆိုင်ရာပျော်စင်းမှုတွေကတော့ဒါအားလုံးသိတဲ့အတိုင်းပါပဲ။နော်ဒါနေရာဒေသတော်တော်များများမှာပါပဲ။နော်အထက်ဒီညာဒေသဘက်ဒီမှာဆိုလို့ရှိရင်လည်းပဲအဲဒီလိုပဲ။မကချင်ပြည်နယ်ဘက်မှာဆိုလည်းဒီလိုပဲ။အဲ့တော့ဒီရပိုင်းမှာတော့ဟိုပြောချင်တာကတော့ရခိုင်ဒေသဘက်မှာပဲခူးနဲ့ရခိုင်ဆက်၊ရောင်ရီနဲ့ရခိုင်ဆက်၊နောက်မကွေးနဲ့ရခိုင်ဆက်ဒီဒေသတွေမှာတော့အဲစီနဲ့ပတ်သက်ပြီးတော့တစ်လျှောက်လုံးမှာ စစ်ပွဲတွေနေ့စဉ်နဲ့မျှလို့ဖြစ်ပွားနေတယ်ဆိုတာကိုဟိုတင်ဆက်ပေးချင်တာပေါ့အဲ့နောက်တစ်ပိုင်းကကျတော့ကျွန်တော်ဒီအချိန်ရောက်ပေါ့နော်ဒီနေ့ရက်လည်းကျွန်တော်တို့စပြီးတော့ဒီ live session ကဆက်သက်ထုံးလွှင့်တဲ့ကာလဖြစ်တဲ့အတွက်ကျွန်တော်တို့လိုအပ်ချက်တွေရှိနိုင်ပါတယ်အဲ့တော့နောက်တစ်ပတ်ဒီမှာထပ်မံပြီးတော့ပုံမှုကောင်းမွန်တဲ့တင်ဆက်မှုပုံစံတွေဖြစ်အောင်လေအဲ့ကျွန်တော်တို့တခင်တွေ channel ရဲ့ team ကနေအဲအကောင်းဆုံးကျွန်တော်တို့ပြင်ဆင်ပြီးတော့ဟိုပြန်လာခဲ့ပါမယ်